မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မန္တလေးတိုင်းမိထီလာမြို့နယ်ရှမ်းဒဲလေးတပ်စခန်းကိုဒီကနေ့မနက်ပိုင်းမှာတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ရမှာစစ်တပ်ကတေဆုံးထိခိုက်မှုတချို့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်4:45မိနစ်အချိန်မှာရှမ်းဒဲလေးတပ်စခန်းအပါဝင်တပ်နေရာများကို short တိုက်ဒုံးများဘုံသီးများနဲ့ပစ်ခတ်ခံရပြီးတော့ပောက်ကွဲမှုများစွာဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။နောက်ဆက်တွဲသတင်းများအရရှမ်းဒဲလေးတပ်စခန်းအတွင်းပောက် ောက်ကွဲမှုကြောင့်အရာရှိနဲ့စစ်တီတချို့တေဆုံးတန်အရာမှုတချို့ဖြစ်ပေါ်ခဲ့တယ်လို့သိရှိရကြောင်းဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ရှမ်းဒဲလေတပ်မှာအရာရှိတအုံနဲ့စစ်တီတချို့တေဆုံးတန်ရရတယ်လို့သိရတယ်။အရေးအတွက်တော့မသိရသေးဘူး။တေဆုံးတာနဲ့တန်ရရတာတွေရှိတယ်လို့ပဲသိရတယ်လို့ဒေတာကန်သတင်းရင်းမြစ်ကပြောပါတယ်။အကြမ်းမဲ့စစ်ကောင်စီကသတင်းထုတ်ပြန်လာရမှာမန္တလေးတိုင်းရှမ်းဒဲလေတပ်ကိုလက်ရောက်တိုက်ခိုက်တဲ့ Facewind Drone များပောက်ကွဲပျက်စီးသွားတယ်လို့ဖော်ပြထားပါတယ်။မိထီလာမျိုးပြည်သားရမြောက်ရက်ကွက်နဲ့ ဇောင်ချန်းကုန်းရက်ွက်များပေါ်ကို face ring drone များတိုက်ခိုက်ရန်ပြန်တန်းလာတဲ့အချိန်လေထဲမှာရှစ်စည်းကန်ပောက်ကွဲမှုဖြစ်ပွားပြီးတော့အောက်ကိုပြုတ်ကျသွားခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်မိထီလာမျိုးနဲ့ရှန်တဲ့ကြည်ရွာမြောက်ဘက်ရှန်တဲ့လေဓာတ်ကို face ring drone များနဲ့တိုက်ခိုက်ရာလေချောင်းရံကာကွယ်ထိန်းချုပ်မှုစနစ်ကြောင်းအဲ့ဒီ drones ရှစ်စည်းဟာပြောင်းကင်းအတွင်းထဲမှာတစည်းကြီးတော်ကုန်းရက်ွက်ရန်ကုန်မန္တလေးလမ်းဟောင်းဘေး Grand Cosmos Hotel အနီးမှာ Face Ring Drone အပိုင်းအစတစ်ခုပြည်သားရမြောက်ရက်ကွက်မှာရှိတဲ့မဟုတ်ရာတုတ်တံမှာ Face Ring Drone တစ်စီးတို့ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာများကိုသက်ဆိုင်ရာမိထီလာတပ်နေကလုံခြုံရေးတာဝန်ရှိသူများက drone လွတ်တင်တဲ့နေရာများကိုစုံစမ်းစစ်ဆေးရှာဖွေလျက်ရှိတယ်လို့သိရပါတယ်။ drone များပောက်ကွဲပြတ်ကျမှုကြောင့်အဆောက်အဦနဲ့လူထိခိုက်မှုတော့မရှိဘူးလို့သတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မြန်မာစစ်တပ်ရဲ့အနောက်ပိုင်းတိုက်စစ်ဌာနချုပ်ကိုတိမ့်ပတ်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အရခတပ်တော် AA က အမ်းမြုပ်အဝင်ဌာနပေါင်းစုံပဲပဒုံစစ်စေးရေးဂိတ်ကိုဒီကနေ့နိုဝင်ဘာလ17ရက်နေ့မနက်အစောပိုင်းကသိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပဲပဒုံစစ်စေးရေးဂိတ်အနီးကဘီအီတက်ကိုပြီးခဲ့တဲ့အပတ်ကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ဒီကနေ့မှစစ်စေးရေးဂိတ်ကိုအလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်းခိုင်လုံတဲ့စီရေးသတင်းရင်းမြစ်ကပြောပါတယ်ပဲပဒုံစစ်စေးရေးဂိတ်ကိုဒီကနေ့မနက်အာယုံလောက်မှသိမ်းလိုက်တာလို့ပြောပါတယ်ကိုလူတွေစစ်စေးရေးဂိတ်ကိုရောက်သွားပြီလို့ပြောပါတယ်စစ်ကောင်စီကပဲပဒုံစစ်စေးရေးဂိတ်အနီးနဲ့ဘီအီတက်အနီးဝင်းကျင်တွေကိုနေ့လယ်၁၂နာရီလောက်ကနေအခုချိန်အထိဘုံကျဲတိုက် ခိုက်နေတယ်ထိခိုက်တိုက်ဆုံးမှုကတော့ကျွန်တော်လည်းမသိရသေးဘူးလို့ပြောဆိုထားပါတယ်အမ်းမျိုးနဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိမ့်တိုက်ပွဲမှာဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးတော့မနေ့ကနိုဝင်ဘာလ10ရက်နေ့နေ့လယ်ပိုင်းကရိတ်ခါနဲ့အင်အားတချို့လာပို့တဲ့စစ်ရဟတ်ရင်ဒစည်းကို အေအေကပြစ်ချနိုင်ခဲ့တယ်လို့အန်ဒီတကန်ကိုမျိုးလင်ကပြောဆိုထားပါတယ်။အေအေဘက်ကတော့တရားဝင်မထုတ်ပြန်သေးဘူးပေါ့နော်။စစ်ကောင်စီဘက်ကတော့စစ်အင်အားရိတ်ခါတွေဒီနေ့လဲလေရင်နေနဲ့လာချတာတွေရှိတယ်။မနေ့ကဆို Y12 နှစီးရဲ့ရဟတ်ရဲ့၄စီးရဲ့ပြစ်စည်းလာချတယ်။နောက်ပြီးတော့ Jet Fighter ၃စီးနဲ့လဲအေအေရှိရာနေရာတွေကိုပြစ်ခတ်နေတယ်။အေအေကလည်းစစ်ကောင်စီရဲ့လေရင်တွေကိုပြန်လဲပြစ်ခတ်တာတွေရှိပါတယ်။တရင်အရာတော့မနေ့ကနေ့လေတနအီကျော်လောက်မှာအေအေကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်စစ်ရဟတ်ရင်တစီးထိသွားတယ်။မိခိုးတွေထွက်ပြီးတော့ မကွေးဘက်ကိုပြန်တန်းသွားတယ်ပြန်အားက drone အားလောက်တောင်မရှိတော့ဘူးလို့မြင်ရတယ်လို့ပြောတယ်အလုံးစုံပြတ်တာလားဘယ်နာကျသွားလဲတော့အတိအကျမသိရသေးဘူးလို့ပြောဆိုထားပါတယ်အေဘက်ကပြစ်ခတ်လိုက်ပြီးတော့ပြက်စီးသွားတယ်စစ်ကောင်စီရဲ့ရဟတ်ရဲအမျိုးအစားကိုမသိရသေးတော့လဲတချို့သောသတင်းမီဒီယာတချို့မှာတော့ MI17 ရဟတ်ရဲအမျိုးအစားဖြစ်ကြောင်းဖော်ပြနေကြပါတယ်လက်ရှိမှာအမ်မြိုတွေကစစ်ကောင်စီတပ်ရင်းတပ်စခန်းနဲ့ဗျူဟာကုန်းအများစုကိုအာရခတက်တော်အေအေကသိမ့်ပိုက်ထားပြီးတော့ခမရ3ခွန်တက်ရင်းတပ်ထင်းတက်ရင်းနဲ့ တိုင်းဌာနချုပ်တို့ကသာမသိရသေးပဲကြံနေကြောင်းသိရှိရပါတယ်။တိုးတော်လဲအမေရိကတပ်တော် AA ဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ခြံဝင်းတဲ့ကိုဒရုန်းများနဲ့ဗုံးကျဲတိုက်ခိုက်ပြီးရှော့တိုက်ဒုံးများနဲ့တိုက်ခိုက်ခြင်းနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းများကိုစက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်။မနေ့ကနိုဗ ెంబ ာလ10ရက်နေ့ညနေက AA ကပစ်ခတ်လိုက်တဲ့ရှော့တိုက်ဒုံးဟာတိုင်းယုံချုပ်အနည်းကိုကြောက်ရောက်ပေါက်ခွဲခဲ့ပြီးတော့အဆောက်အဦတချို့မိလောင်ပြက်စီးသွားတယ်လို့ AA နဲ့နှီးဆက်တဲ့စီရေးသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတိုင်ထီးလင်းမြို့ရွှေထီးခမ်းမမှာတာဝန်ကျနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတက်ချက်ကြီးတအူးဟာကိုကိုကိုတန်းတန်းနဲ့ပြစ်တက်ပြီးတော့အဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ10ရက်နေ့ညပိုင်းမှာထီးလင်းမြို့ရွှေထီးခမ်းမမှာတာဝန်ကျနေတဲ့အသက်40ကျော်အရွယ်တက်ချက်ကြီးတအူးဟာအကြမ်းဖက်စစ်ကောင်စီလက်အောက်မှာဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့လဲ နှုတ်ထွက်ခွင့်မရခြင်းအကြမ်းဖက်စစ်ကောင်စီတပ်အတွင်းမှာမတရားဖိနှိပ်ခံရခြင်းတို့ကြောင့်မိမိကိုယ်ကိုတန်းတက်နဲ့ပြစ်ခတ်ပြီးတော့အဆုံးစီရင်သွားတယ်လို့သိရပါတယ်။သူကအရက်နေနေတောက်တယ်။မင်းညကလည်းနေနေတောက်ထားတယ်လို့သိရတယ်။သူကစစ်တပ်ကနေထွက်ချင်နေတာကြားပြီးထက်ခွင့်မပေးလို့စိတ်ညစ်နေတာ။အဲဒါကြောင့်သူ့ကိုယ်သူတန်းတက်နဲ့ပြစ်ပြီးတော့အဆုံးစီရင်သွားတာပါ။တစ်ချက်တည်းနဲ့ပဲအပြီးစီရင်သွားပါတယ်လို့ရောလေးနဲ့ကကိုမင်းတပ်သားကပြောကြားထားပါတယ်။အဆုံးစီရင်သူတက်ကြကြီးဟာစောမျိုးနဲ့ကြောက်ထုအမြောက်တက်ကပြောင်းရွှေ့လာသူဖြစ်တယ်လို့သိရပါတယ်။ထီးလေးမျိုးရွှေထီးခမ်းမှမှရှိတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားတော်တော်များများဟာ စစ်ကောင်စီလက်အောက်မှာဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့တဲ့အတွက်လက်နက်ခဲယမ်းများကိုယူဆောင်လာကပြည်သူ့ကာကွယ်ရေးတပ်တို့ထမ်းမှာခေလုံးဝင်ရောက်သူများလည်းရှိနေကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာဒီကနေ့နိုဝင်ဘာလ17ရက်နေ့ညနေပိုင်းကတည်းကတစောင်းတိုင်းဖွင့်ပွဲကိုပြုလုပ်သွားမှာဖြစ်ပြီးတော့ပုံမှန်နှစ်တွေထက်အစီအစဲတွေပုံပုံတင်းကျပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တမျိုးလုံးအတိုင်းတောင်နဲ့မြို့အဝင်ထွက်ဂိတ်တွေကိုလုံခြုံရေးတွေအင်အားဖြည့်တင်းထားကစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့တောင်ကြီးကိုရောက်နေတဲ့ခီးတဲ့တူကပြောပါရယ်မနစ်ကတည်းကအစစ်ဆေးတွေပိုကျက်တာပေါ့ကားတွေလည်းလမ်းမှာပိတ်ပြီးတော့ကြက်ထုတ်နေတာပဲလမ်းလျှောက်ရင်တောင်မှလိုရရအောင်မယ်စစ်ဆေးတဲ့ထဲမှာရဲတွေမော်တော်ပီကယ်တွေလုံခြုံရေးဝန်ထမ်းအပြင် ဌာနဆိုင်ရာဝန်ထမ်းတွေရောပါတယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီဒဇောင်းနိုင်ဖွင့်ပွဲကိုဒီကနေ့နိုဝင်ဘာလ17ရက်နေ့ညနေ2နာရီမှာပြုလုပ်သွားမှာဖြစ်ပြီးတော့အကြမ်းတ်စစ်ခေါင်းဆောင်မင်းအွန်လိုင်းကိုတိုင်တက်ရောက်မဲ့သတင်းတွေလည်းထွက်နေတယ်လို့နောက်ထပ်သတင်းရင်းမဲ့တအုပ်ကပြောပါတယ်။ဒဇောင်းတိုင်းရက်ရွှေတာပုံမှန်တော့မဖြစ်နိုင်ဘူး။သူတို့ကတော့ရာသီဥတုဘာညာအကြောင်းပြတာပေါ့။မင်းအွန်လိုင်းကတရုတ်မှာအစည်းအဝေးတက်နေတော့ သူ့ကိုအမိစောင့်နေတာလည်းဖြစ်နိုင်တယ်လုံခြုံရေးတွေလည်းအပြည့်ပဲလေလို့ပြောဆိုထားပါတယ်တောင်ကြီးကြဆောင်တိုင်းပွဲကိုအစက November 10ရက်နေ့ကနေ16ရက်နေ့အထိကျင်းပသွားဖို့တတ်မှတ်ခဲ့ပြီးတော့ရာသီဥတုအခြေအနေကြောင့် November 17ရက်နေ့ကနေ18ရက်နေ့ကိုရွှေ့ပြောင်းလိုက်ရကြောင်း တောင်ကြီးမြို့တစောင်းတိုင်းပွဲတော်ရိုးရမီးဘုံပြန်ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီကနိုဝင်ဘာလ10ရက်နေ့မှာအတိပေးထုတ်ပြန်ခဲ့ပါတယ်။အခုလိုမျိုးရက်ရွှေ့ပြောင်းလိုက်တာကြောင့်တစောင်းတိုင်းပွဲကိုလာရောက်ကြတဲ့သူတွေထဲမှာဟိုတယ်ဘိုကင်ကျော်ယူထားတဲ့သူတွေအတွက်အခက်တွေ့စေခဲ့တယ်လို့သိရပါတယ်။ရဝေးကနေလာတဲ့ဧည့်သည်တွေအတွက်ကအဆင်မပြေဘူးပေါ့။တချို့ကဟိုတယ်ကိုရက်အတိကျနဲ့ဘိုကင်ယူထားကြတာလေ။ရက်ရွှေ့လိုက်တော့လူလဲပြိတ်ဟိုတယ်လဲထပ်ယူလို့မရအဲ့ဒီလိုတွေဖြစ်ကုန်တာပေါ့။ခုနှစ်ရက်ကြာကျင်းပသွားမယ်။တောင်ကြီးတစောင်းတိုင်းပွဲတော်ကို မီးဘုံပြန်ရံမီ26လုံးစိတ်နှပန်းမီးဘုံပြန်24လုံးနေလွတ်ခြေနှချောင်း148လုံးခြေလေးချောင်း38လုံးအယုတ်အုပ်စု23လုံးစုစုပေါင်း258လုံးပါဝင်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့ပွဲစီစဉ်တဲ့ဒူရီထံကသိရှိရပါတယ်တောင်ကြီးမှာနိုဝင်ဘာလထဲမှာဒဇောင်းတိုင်းပွဲမဆခင် ရှေ့ရက်တွေကလည်းမော်တော်ယာဉ် license စိုက်ကယ်အုပ်ထုတ်ဗမ်းမှန်နံပါတ်ပြားနဲ့ယာဉ်မောင်း license တွေကိုစစ်ဆေးဖမ်းဆီးပြီးတော့တရိုက်အေးအေးယူတာတွေပြစ်လုခဲ့ပါတယ်စစ်ကောင်စီထုတ်တရင်းစာတွေမှာတော့မှတ်ပုံတင်မော်တော်ယာဉ်တွေအားလုံးကိုရင်စစ်ဆေးပြီးမှသာယာဉ်မှတ်ပုံတင်လုပ်ငန်းတွေကိုဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနိုဝင်ဘာလ6ရက်နေ့ကအတိပေးကြေညာထားကြောင်းတရင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲချမှုကြောင့်ရခိုင်ပြည်နယ်တန်တွဲနယ်ဘူးတိတောင်မြို့တို့က ဖုံးတော်ကြီးတပားအပါအဝင်အရသာပြည်သူ9ဦးတေဆုံးခဲ့ပြီးတော့9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့မနက်ပိုင်း3:00နာရီအချိန်ကစစ်ကောင်စီကလေကြောင်းကနေဘုံကျဲချမှုကြောင့်တန်တွဲမျိုးအမှတ်၈ရပ်ကွက်မှာရှိတဲ့ TMP စက်ရုံနဲ့အန်တော်တရားထိတ်ကိုပေါင်900ဘုံကျက်ရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံများကပြောပါတယ်။အသက်35နှစ်အရွယ်တန်တွဲဒေသခံတဦးကစိတ်မနှံ့တဲ့အမျိုးသမီးတဦးနဲ့နောက်ထပ်အမျိုးသမီးတဦးတို့တေဆုံးသွားပါတယ်။၃နေရလာပြီးတော့ဘုံကျဲချသွားတာ TMP စက်ရုံကိုတလုံးတောင်ခုတ်ကားဂိတ်ကိုတလုံးရဲ့ အန်ဒေါ်တရားထိတ်ကိုတလုံးကြတယ်အထိကအပြက်စီးကတော့များပါတယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီရဲ့လေရင်နဲ့ဘုံလာကျဲချမှုကြောင့်တေဆုံးသူဟာတန်ရွဲမြို့ခံဒေါ်စုစုလိုင်နဲ့မဝိုင်းစိန်မတို့ဖြစ်တယ်လို့သိရပါတယ်ဒါအပြင်စက်တဘာလ9ရက်နေ့ကစပြီးတော့တန်ရွဲမြို့နဲ့ငပလီမြို့နယ်အားအာရခတက်တော် AA ကတိမ့်ပိုက်ထားခဲ့ပြီးတော့စစ်ကောင်စီက တန်တွဲအချင်းတောင်မှာထိမ့်သိမ်းထားတဲ့အချင်းသားများကို AA ကကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်ပိုင်းမှာစစ်ကောင်စီလေးချောင်းကမကြာခဏစိုးစလို့အရက်သားများနေထိုင်ရာနေရာများကိုဘုံကျဲလှုပ်ဆောင်မှုများကြောင့်ပြည်သူများနေစဉ်တိုက်ဆုံဒဏ်ရာရမှုများနဲ့ အဆောက်အအုံများထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲဘူးတီတောင်မြို့ကိုလည်းနိုဝင်ဘာလ10ရက်နေ့မနက်3နာရီအချိန်ကမှစစ်ကောင်စီကလာရောက်ဗုံးကျဲချမှုကြောင့်ဖုံးတော်ကြီးတပါအပါအဝင်စစ်ပေးဆောင်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံများကပြောပါတယ်။ဘူးတီတောင်မြို့အမှတ်9ရပ်ကွက်စစ်ပေးဆောင်များနေထိုင်တဲ့မြာစိမ်းရောင်ဖုံးကြီးကျောင်းနဲ့အမှတ်နဲ့ရပ်ကွက်မှာရှိတဲ့စစ်ပေးဆောင်များခိုးလုံနေတဲ့ လမ်းမကြောင်းတိုက်တို့ကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဘုံကျဲချမှုကြောင့်တပ်တော်62နဲ့ရှိနေပြီဖြစ်တဲ့ညာစိန်ရောင်ကြောင်းကအရှင်ဦးဇဝနာအသက်45နှစ်အရွယ်ဦးဖော်တီနဲ့တားဖြစ်သူအသက်17နှစ်အရွယ်မောင်မိုးခန့်တို့အပါအဝင်လမ်းမကြောင်းတိုက်ကအသက်32နှစ်အရွယ်ကိုအောင်သူနဲ့အသက်24နှစ်အရွယ်ဒေါ်ချစ်စုမတို့ဟာဒဏ်ရာရရှိသွားကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံပလူမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကကြေးရွာ၃ရွာကိုဝင်ရောက်စီးနှင်းပြီးတော့ပြည်သူတအုပ်ကိုမိရှို့တပ်ဖြတ်ပြီးနေအိမ်133လုံးကိုမိရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့မှာကံပလူမြို့နယ်အတွင်းမှာရှိတဲ့ចောင်းကုန်းရွာ၊ဖိုကုန်းရွာနဲ့တပြေသာရွာတို့ကိုတကြားဆက်ကနေထွက်လာတဲ့စစ်ကောင်စီတပ်သား120ခန်းကဝင်ရောက်စီးနှင်းပြီးတော့ ပြည်သူတအုပ်ကိုမိရှုတက်ဖြတ်ပြီးနေအိမ်များကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတပြေးသာကြေးရွာကိုဝင်ရောက်စီးနင်းတဲ့အချိန်ပြည်သူတအုပ်ကိုမိရှုတက်ဖြတ်ခဲ့ပြီးတော့ဘသူဘဝဖြစ်တယ်ဆိုတာကိုတော့အတိမပြုတ်နိုင်သေးပဲပြည်သူတအုပ်လည်းဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများမိရှုဖျက်ဆီးမှုကြောင့်ကြောင်းကုန်းရွာကပြည်သူပိုင်းနေအိမ်43လုံး၊ဖိုကုန်းရွာကနေအိမ်23လုံးနဲ့တပြေးသာရွာကနေအိမ်68လုံးစုစုပေါင်းပြည်သူပိုင်းနေအိမ်133လုံးတို့မိလောင်ပြက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ကံဘလူမြို့နယ်မှာရှိတဲ့ဇီးကုန်းတိုက် နယ်ဟာအကြမ်းမဲ့စစ်တပ်ရဲ့စစ်စခန်းများနဲ့အလွန်နီးကပ်နေခြင်းကြောင့်စစ်ကြောင်းလာတာနဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းကျွန်းလာကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဒီကနေ့နိုဝင်ဘာလ17ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှဇီးကုံးတကြားဆက်ကကားလေးစီးနဲ့ထွက်လာတဲ့အကြမ်းမဲ့စစ်ကောင်စီတပ်သားများဟာဇီးကုံးမူတောင်ဘက်ကိုရောက်ရှိနေပြီးတော့အနီးနားမှာရှိတဲ့ခြေရွာများကပြည်သူများထပ်မံတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘူးတလေမှာစစ်တပ်ကထပ်မံပြီးတော့စစ်ကြောင်းထုံးနေပြီးတပြေးပြေးရွာမှာတပ်ဆွဲပြီးတော့နေအိမ်များကိုမှုင်းနောက်ဖျက်ဆီးကအနီးပတ်ဝန်းကျင်ရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့မှာဘူးတလေမြို့ပေါ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတပြေးပြေးရွာကိုထပ်မံဝင်ရောက်စီးနှင်းပြီးတော့ရွာထဲမှာတပ်ဆွဲပြီးပြည်သူပိုင်းနေအိမ်များကိုစိတ်ကြိုက်မှုင်းနောက်ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအနီးပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာများကိုလည်းလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်မှုများလှုပ်ဆောင်နေ ပြီးတော့ကြည်ရွာနေပြည်သူများအားလုံးထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာနိုဝင်ဘာလ6ရက်နေ့နဲ့9ရက်နေ့တွေမှာဘူးတလေမြို့နယ်အတွင်းမှာရှိတဲ့တဖမ်းရွာကိုနှစ်ရက်ဆက်တိုက်ဝင်ရောက်စီးနင်းခဲ့ပြီးတော့ကြည်ရွာအတွင်းကစစ်ပေးရှောင်ရန်ပြင်ဆင်နေတဲ့အသက်80အရွယ်ဦးစန်းလွင်ကိုဖမ်းဆီးတပ်ဖြတ်ခါနေအိမ်40ခန်းကိုလည်းမိရှုဖျက်ဆီးပြီးတဲ့နောက်ဘူးတလေမြို့ပေါ်ကိုပြန်လည်ဆုတ်ခွာသွားတဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။မနေ့ကတည်းကတပြေးပြေးရွာကိုဝင်ပြီးတော့အခုချိန်ထိတပ်ဆွဲထားတယ်။အခုလက်ရှိတော့နေအိမ်တွေကိုရှာဖွေပြီးတော့ဖျက်ဆီးနေတယ်လို့သိရတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတဖမ်းရွာကို မီးရှို့ခဲ့ပြီးတော့ဘုဒ္ဓလင်မျိုးတဲကိုခဏဝင်ပြီးပြန်ထွက်လာတဲ့စစ်ကြောင်းပဲပြည်သူတွေကတိတ်ဆောင်နေရတာတလားနီးပါရှိတော့မယ်ပြည်သူတွေဖမ်းမိတာတော့မကြရသေးဘူးဒီစစ်ကြောင်းကမျိုးတဲမှာခဏနားပြီးတော့ရွာတွေကိုအချင်းချင်းဝေရောက်စစ်ကြောင်းထိုးနေတာနေအိမ်တွေကိုမီးရှို့ရင်ရှို့မရှို့ရင်ရှိသမျှပျက်စီးတဲ့အကုန်ခိုးယူတဲထုတ်ပြီးတော့ရှာဖွေဖြက်စီးတာတွေပြစ်လုနေတယ် တပြေပြေရွာဆိုရင်မြို့နယ်နီးနေတော့စစ်ကြောင်းဝင်တာ၃ချိန်ထက်မနည်းတော့ဘူးလို့သိရတယ်။ဝင်ကြီးထွက်ကြီးလုံနေတယ်လို့သိရတယ်။အခုလက်ရှိတော့မီးရှို့တာမရှိသေးဘူး။မနေ့ကတည်းကအခုထိတက်ဆွဲထားတယ်။နောက်ပြီးတော့ပြည်သူတွေရွာအနီးနားကတ်လို့မရအောင်လို့လက်နက်ကြီးတွေနဲ့ထုနေတာရှိတယ်လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထုခန့်စောအမေသားကပြောဆိုထားပါတယ်ဘုဒ္ဓလင်မြို့နယ်အတွင်းမှာရှိတဲ့တဖန်းရွာတပြေပင်ရွာမြောက်ကြီးရွာရှမ်းတဲရွာနှောရင်းရွာတို့ဟာဘုဒ္ဓလင်မြို့ရဲ့အနီးဝန်းကျင်မှာရှိတဲ့ခြေရွာများဖြစ်တဲ့အတွက်ကြောင့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကဇက်တိုက်ဝင်ရောက်စီးနှင်းနေပြီးတော့ပြည်သူများဟာလည်းထွက်ပြေးတိမ်းရှောင်နေရတာဟာတလားနီးပါးကန့်ဟုကြားမြင့်နေပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ